1989ခုနှစ်နိုဝင်ဘာလ9ရက်ယနေ့လိုနေ့မျိုးတွင်ဥရောပမြို့ကြီးကမြို့ကိုနှစ်ပိုင်းခွဲထားပြီးစစ်အေးတိုက်ပွဲဟိပြရုပ်ထုခဲ့သောနမဲကြီးတတိုင်းကြီးကိုဖွင့်လှစ်ခဲ့ပြီးနောက်ဆုံးတွင်ဖြိုချနိုင်ခဲ့သည်ထိုတတိုင်းမှာအဘယ်နီအဖေတရုတ်ပြည်မှာမဟာတတိုင်း Great Wall of China B Berlin တတိုင်း Berlin Wall C. Hadrian the Die. Hadrian's Wall. D. Mo Jue Jin the Die. Willing Wall. အဖေမမဘီဘာလန်တိုင်ဖြစ်သည်ထောင်ကူအရှိစကူကူနေနိုဝင်ဘာလ9ရက်နေ့တွင်အရှိဂျာမနီအစိုးရလာနိုင်ငံသားများအားအနောက်ဘာလန်တို့ကူးသားဝင်ပြုလိုက်ကြောင်းရုတ်တရက်ကြေညာခဲ့သည်ဤကြေညာချက်ကြောင့် 1963ခုနှစ်ကလေးကမြို့ကိုပိုင်းခြားထားခဲ့သောဒတိုင်းကြီးချက်ချင်းပွင့်သွားခဲ့သည် EPT CA တိုက်ပွဲ Cold War ပြီးဆုံးချင်းဤအမှတ်တင်ခဲ့တာခစ်ခဲ့ပြီးဂျာမနီနိုင်ငံပြန်လည်ပေါင်းစည်းရေးကိုဥတီစေခဲ့သည်